။အင်္ဂလန်တနင်္လာအကောင်းဆုံးဆုကိုဘယ်လင်ဟန်ရရှိဘောလုံးကြသူများအတွက်ကျွန်မရဲ့ဝမ်မီလီယံချန်နယ်ကတင်ပြကြိုဆိုလိုက်ပါရစေ။နောက်24 25ဘောလုံးရသည့်အတွက်အင်္ဂလန်တနစ်တာအကောင်းဆုံးကစားသမားစုကိုရီယယ်တင်ရဲ့ကွင်းလက်လူဘယ်လင်ဟန်ကရရှိသွားပါတယ်။ဘရန်တန်တို့ရဲ့မဲပေးရွေးချယ်မှုမှာဘယ်လင်ဟန်ကဟာရီကိန်းနဲ့ဒီကလန်ရိုက်စ်တို့ကိုဖျက်ချော်ပြီးတော့အကောင်းဆုံးကစားသမားဖြစ်ရွေးချယ်ခြင်းခံရတာဖြစ်ပါတယ်။ အတန်းနဆန်းနဲ့အရွယ်ပဲလေးဟန်ကပြီးခဲ့တဲ့ပေါ်လုံးရသေးမှာရီယယ်တင်နဲ့တူချန်မြန်လီမာရောလာလီကာမှာပါအောင်မြင်မှုရောက်နိုင်ခဲ့ခြင်းမရှိပေမဲ့သူရဲ့ကွင်းတွင်ဆန်းဆောင်ရေးကိုပြိုင်သက်တွေကသဘောကျနှိမ့်ချခဲ့ကြတာကြောင့်အခုလိုမျိုးအကောင်းဆုံးကစားသမားဖြစ်ရွေးချယ်ခံရတာဖြစ်တယ်လို့ထုတ်ပြန်ကြမှာရေးထားပါတယ်ဒါကြောင့်မလို့ဘယ်လင်ဟန်ကအခုစုကိုရှားတဲ့အင်္ဂလန်ပြင်ပကလပ်မှာကစားနေတဲ့ဒုတိယမြောက်ကစားသမားဖြစ်ခဲ့ပါဗျ။ ဒီဆို2006ခုနှစ်တုန်းကဘိုင်ယန်မြူးနစ်တဲမှာကစားနေတဲ့အင်္ဂလန်ကွင်းတဲ့လူဟာဂရိဖ်ကလည်းရရှိထားခဲ့မှုတာဖြစ်ပါတယ်။အခုနှစ်အတွက်ပရိသတ်ရဲ့မဲပေးရွေးချယ်မှုမှာဘယ်လင်ဟန်ကပထမရခဲ့ပြီးတော့အာဆင်နယ်ကွင်းတဲ့လူဒက်ကလန်ရိုက်ကဒုတိယနဲ့ဘိုင်ယန်မြူးနစ်တဲတိုက်စစ်မှုဟာရီကိန်းကတတိယရရှိခဲ့ပါတယ်။2024-25ဘလုံးရသည့်အတွင်းအင်္ဂလန်သင်းအတွက်10ဂိုးသွင်းယူပေးခဲ့တဲ့ဟာရီကိန်းကိုကြော့ပြပြီးတော့3ဂိုးသွင်းက5ဂိုးဖန်တီးပေးထားတဲ့ဘယ်လင်ဟန်ကစူရတဲ့ပေါ်ဝေဖန်မှုတွေတော့ရှိနေပါသေးတယ်။